မစ်ဘော2025ပြောင်းပွဲမှာလာလကောင်းနေတဲ့အလှမဲခင်စားခင်ဗျက်မြောက်အောင်လုံးမဲမင်္ဂလာပါရှင်အခုစိန်မြန်မာကစားပြောလာမဲတယောက်နေနဲ့မစ်ဘောပြောင်းပွဲကြီးမှာစူးစားပန်းစားရှင်ပြိုင်နေပြီဖြစ်တဲ့အသက်18နှစ်အရွယ်အလှမဲလေးခင်စားခင်ကိုတော့အားလုံးအားအပေးဝေယံပေးနေကြကိုကြွေရပြီအခုစိန်အလှမဲလေးခင်စားခင်ကမကြမီပြုတ်လို့ကျင်းပလာတော့မဲမစ်ဘော2025ဖိုင်နယ်အတွက် ကျိုးစားပြန်စင်နေပြီကြပြီခင်စားခင်က Miss World 2025ပြောင်းပွဲကြီးမှာအလားလာကောင်းတဲ့ရရှိနေပါတယ်။ အလမဲခေစာခင်ကတော့82ကြိမ်မြောက်မစ်ဝေါ်ပြိုင်ပွဲကြီးကိုမြမကွန်စာပြိုအလမဲဖြစ်သွားရှင်ပြိုင်ဖို့မေလ6ရက်နေ့ကရန်ကုန် International Airport Area Delegation တို့စတင်ထွက်ခွာသွားခဲ့ပြီးတွဲလွင်အလမဲသေးစုငိမ့်နဲ့ပြိတ္တမြကလိုင်လံပူဆောင်ပေးခဲ့ကြပါတယ်မစ်ဝေါ်2025ပြိုင်ပွဲမှာအလားလာကောင်းနေတဲ့အလမဲခေစာခင်လေးကိုတော့မိမိကအခုလိုပဲအခြေကျိုးစကားလေးတွေကိုပြောလာခဲ့ပါတယ်မိမိဟာ National Costume နဲ့ထွက်လာတဲ့အချိန်မှာအရန်တောက်ပနေတယ်ပြန်လာရင် မြင်ပြီးစွတ်တခုခုရလာမယ်လို့မျှော်လင့်ထားတယ်။ခီစာခင်တရားဝတ်တွေတိန်းနီယာကိုခြေပြီးကိုကူကိုပြန်မြင်အောင်မိတယ်။သူ့အကြည့်ရတာကိုရောင်မြေရောင်ဝဲမိတယ်။အသက်ငယ်ငယ်လေးနဲ့ area ထိသွားတာ။ဆရာသူရွေးရမမအောင်အယံတော်ရဲဆိုပြီးမိမိကကြည်ကျပြောဆိုလာခဲ့ပါတယ်။လာမယ်လေခီစာခင်ကတော့အကောင်းဆုံးစူးစမ်းသွားမယ်။မိတ္တရေကားကိုအတွက်ခွန်အားတစ်ခုပါအကောင်းဆုံးလုပ်ပြနိုင်မယ်လို့လည်းယုံကြည်ကြောင်းပြောဆိုလာခဲ့ပါရယ်။ ဘေ့စ်ဘောမြန်မာ2025မှာဝန်နာရရှိသွားတဲ့လာမယ်လေးခင်းစားခင်ကိုအခုလိုဘေ့စ်ဘောပြန်ပွဲရဲ့ final အတွက်ပြန်စံနေတဲ့ပုံအလုံးကချီချိုပြောဆိုက အပြင်းနေကြပြီးဆိုရှယ်မီဒီယာပေါ်မှာလည်းခင်းစားခင်ရဲ့တရင်ကောင်းလေးတွေကိုလည်းစောင့်မျှော်အပြင်းနေကြပါတယ်။တဲစုညီကတော့လာမယ်လေးခင်းစားခင်နဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြပြလာခဲ့ပါတယ်။ တဲစုငယ်ညီမလေးကအရန်တော်ပါရဲမေရန်မေကိုလေးတွေကိုလည်းထိထိရရဖြစ်စုံနိုင်တာကိုတွေ့ရတယ်။သူကထက်လက်ရှိပြတာပါ။ညီမလေးကိုတော့နောက်ထပ်လိုအပ်တာလေးတွေရှိရင်လည်းပြန်သွားမှာပါဆိုပြီးတော့လေ ပြောပြလာခဲ့ပါတယ်။တဲစုညီကတော့သူ့အနေနဲ့ခင်စားခင်လိုအပ်ချက်ရှိတဲ့အပိုင်းလေးတွေကိုလည်းပြောပြပေးသွားမှာပါ။သူ့စီကိုအချိန်မီတွင်လာတိုင်ပင်လို့ရကြောင်းကိုလည်းအင်တာဗျူးကနေပြောဆိုလာခဲ့ပါတယ်။ဗိုက်ရီကတော့အခုလိုတဲစုညီကလက်တွဲခေါ်ပေးနေတဲ့ပုံမှန်လေးချီချူပြောဆိုနေကြပြီးတဲစုညီလေးကိုအားပေးနေကြပါတယ်။အလားမယ့်လေခင်စားခင်ကအခုလိုပြန်ပွဲကြီးမှာဝေယောရှင်ပြိုင်ကြီးရဲ့ပုံမှန်လေးဆရာထွန်းလွင်ကအရင်က အားရချင်းနဲ့နေပြီးအပြေဝစပော့ပေးသွားမယ်လို့ဆိုပါတယ် တွဲလွင်ကတော့လာမယ်လေးခင်စားခင်ကိုလည်းချီချိုစကားလေးတွေတုတ်ပြောလာခဲ့ပါတယ်။တွဲလွင်ကတော့လာမယ်လေးခင်စားခင်နဲ့ပတ်သက်ပြီးအခုလိုပဲပြပြလာခဲ့ပါတယ်။တွဲလွင်ကခင်စားခင်ကတတဲလိုပဲငေရွယ်ပြီးဖြက်လက်ပါတယ်ပြီးတော့သူကထက်မြက်တဲ့ကိုကိုကိုယုံကြည်မှုလည်းရှိတယ်။သူရလက်အကောင်တွေရလာမယ်လို့ယုံကြည်ကြောင်းပြပြလာခဲ့ပါတယ်။ ။တွဲလွင်ကတော့သဲစုငိန်လိုအသက်18နှစ်သားရှိသေးတဲ့နောက်ထပ်လာမယ့်လေးတယောက်ကိုဝေးထုတ်ပေးလိုက်ပြီလေဖြစ်ပါရယ်။ Baseball မြန်မာ2025ပြိုင်ပွဲအချိန်မှာအနိုင်ရရှိလာခဲ့တဲ့အလှမယ့်လေးခင်းစားခင်ကနောက်ထပ်လည်းအောင်မြင်မှုတွေကိုရရှိလာမလားဆိုတော့ကိုစောင့်ကြည့်သွားမှာဖြစ်ပါရယ်။